်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝလမ်းမြို့နယ်ရွာသားကြီးရွာကိုစင်အားဖြည့်တင်းရလာသည့် MI 70ရဟရင်တစဉ်ကြီထိမှန်ပြီးမိခိုးထွက်သွား၍တက်မ33တို့မောင်းကြီးတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝလမ်းမြို့နယ်ရွာသားကြီးရွာကိုစင်အားဖြည့်တင်းရလာသည့် MI 70ရဟရင်တစဉ် ကြီထိမှန်ပြီးမိကိုထွက်သွား၍တက်မှ33တို့မောင်းပြေးသွားကြောင်းဝက်လက်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ယနေ့နိုဝင်ဘာလ1ရက်နေ့နနက်8:58မိနစ်ခန့်တွင်ဝက်လက်မျိုးနယ်ရွာသားကြီးကျေးရွာစစ်တပ်အထိုင်စခန်းသို့စကိုင်းတက်မှ33မှတက်လာသော MI-70 ရဟယင်နှက်စင်းသည့်လူအင်အားနှင့်လက်နက်အင်အားများလာချခဲ့ကြောင်းထို့ပြင်မုံရွာနောက်မှခမှတက်လာသောဂျိုင်းရိုကော့ပရာတစီသည်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါတယ်။ ထို MI70D ဟန်ရင်နှက်စင်းသည်ယနေ့နနက်9:24မိနစ်ခန့်တွင်သကိုင်းတမ33တို့ထပ်မံပြန်တက်လာကြောင်းသတင်းရရှိသောကြောင်း9000ကြာပကပလှုပ်ရှားမှုပေါင်းမဟာမိတ်အဖွဲ့ကတိုက်ခိုက်ရန်ကင်းပုံဝွေ၍အသင့်ဆောင်ဆိုင်ခဲ့ကြောင်းသိရပါသည်။ထို့နောက်နောက်မှခါမှတက်လာသောဂျိုင်းရိုကော့ပတာတစ်စီးသည်ထပ်မံပြန်တက်လာပြီးရွာသားကြီးကြီးရွာအနီးတွင်ဝေခင်မအကာအကွယ်ပေး၍ပြန်တန်းနေစဉ်နနက်9:40မိနစ်ခန့်တွင်တမ33မှထပ်မံအင်အားဖြည့်တင်းရန် MI70 ရဟတ်ယာဉ်နှစ်စီးရောက်ရှိလာချိန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်မှထိခိုက်ဒဏ်ရာရရှိသူများပြပြီးအပြင်အထံဒဏ်ရာရရှိသူများကို MI70 ရဟတ်ယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရပါတယ်။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်၏ MI70 ရဟတ်ယာဉ်တစ်စင်းသည်ဂျန်နရေတာအရန်အင်ဂျင်ကိုထိမှန်ပြီးမီးခိုးတလိမ့်လိမ့်ဖြင့်အင်အားချနိုင်ခြင်းမရှိဘဲတက်မှတ်33တို့ပြန်လည်မောင်းပြေးသွားကြောင်းသိရပါတယ် အဆိုပါတိုက်ပွဲတွင်ပူပေါင်းပကဖလှုပ်ရှားအပွဲကချီအင်အား3000ကျော်အုံပြုတိုက်ခိုက်ခဲ့ပါကြောင်းထိထွေတိုက်ပွဲတွင် အကြံဖက်စစ်တပ်မှထိခိုက်မှုရှိပြီးပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးနှထိုးကြီးတွင်အကြံဖက်စစ်တပ်အထိုင်စခန်းနှင့်စစ်ကားတစ်စီးကိုတိုက်ခိုက်မှုစစ်တပ်မှ6ဦးသေဆုံး၊မြိုင်မြို့နယ်တွင်လည်းပြူစော်တီတအူပြစ်ခတ်ခံရပြီးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးတိုင်းနှစ်ထိုးကြီးမြို့နယ်မိုးကံရွာရှိအတန်းဖတ်စစ်တပ်အထိုင်စခန်းနှင့်စစ်ကားတစီးကိုတိုက်ခိုက်ရန်စစ်တပ်ဘက်မှ6ဦးသေဆုံးခဲ့ကြောင်းရင်းချံခရိုင်အမှတ်1တပ်ရဲမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘား28ရက်နေ့နဲ့29ရက်နေ့တို့တွင်နှစ်ထိုးကြီးမြို့နယ်မိုးကံရွာရှိအတန်းဖတ်စစ်တပ်အထိုင်စခန်းနှင့်အင်အားဖြင့်ရလာသည့်စစ်ကားတစီးတို့ကိုဒေါ်လာရေးတပ်ဖွဲ့များက၂ရက်ဆက်ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်းအချမ်းဖက်စစ်တပ်ဘက်မှစစ်သား6ဦးသေဆုံးကစေကားတစီထိခိုက်ပျက်စီးခဲ့ကြောင်းထိခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရဲရဲဘော်များအထိကိုင်ဖြစ်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ပထမရက်တိုက်ခိုက်တာကအထိကိုင်နေတယ်။နောက်ရက်မှာစစ်ခွေးအင်အားကားနဲ့လာဖြစ်တာကိုသိရလို့ကျွန်တော်တို့ drone နဲ့စောင့်ပြီးချခဲ့တယ်။ drone နဲ့၃စီးနဲ့ချတာပါ။နှစ်ရပောင်းကိုစစ်ခွေး6ဦးတေဆုံးနေလို့သိရတယ်စစ်ခွေးဘက်ကတော့ထိခိုက်ပျက်စီးတာကတော့ကာတစီထိခိုက်တယ်စစ်ခွေးတွေဘက်ကလည်း UAV drone ခင်းထောက်ပြီးခြားတာကြောင့် ကျွန်တော်တို့အဖွဲ့နဲ့မဟာမိတ်ပူးပေါင်းဘက်ကကားတစီလေထိခိုက်ပျက်စီးသွားတယ်။ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြင်းချံခရိုင်အမှတ်1တိုက်ရဲမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကမြင်းချံခရိုင်အမှတ်1တိုက်ရဲမြင်းချံခရိုင်အမှတ်8တိုက်ရဲနှထိုးမျိုးနယ်ပါကာဖာရေစကြိုတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်မကွေးတိုင်းမြိုင်မြို့နယ်တွင်ဖြူစော်တီတအုပ်ဖြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC တာဝန်ခံကိုမိုးကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့နိုဝင်ဘာတရက်နေ့နနက်8:24မိနစ်ခန့်တွင်မြိုင်မြို့နယ်တောင်ပိုင်းတရက်ကန်ပြူစောတိရွာတွင်နွားစာရရန်ထွက်လာသောပြူစောတိတအုပ်ကိုတော်လန်ရေးတပ်ဖွဲ့များက rifle ဖြင့်ပစ်ခတ်ခဲ့ရမှတေဆုံးသွားခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုအတွင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအနေငယ်ဖြစ်ပွားပြီးတိမ့်တန်အမည်ရှိပြူစောတိတအုပ်ရင်ဘက်ကြည်ထိမှန်ကပွဲချင်းပြီးတေဆုံးခဲ့ကြောင်းတော်လန်ရေးရဲဘော်များအထိကိမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။စားထွက်လာတာတကောင်လေးပါနောက်မှစစ်ကူတွေထွက်လာကြတာပါ ဖြူစောတီတအူးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေဟုပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC တာဝန်ခံကိုမိုးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်ပေါင်းစု PLC မြိုင်ပကဖတရင်တင်တက်ခွဲတင်တက်ခွဲလီစက်ကြံဒေါင်းမှန်တက်ပွဲအညာမြေတက်ပေါင်းစုဝဲပလီကြောက်ကြားတက်ခွဲဒေါင်းကြီးနောင်တက်ခွဲနှင့် TYK ပြောက်ကြားတပ်ဖွဲ့တို့ဤစီးလုံးညီညွတ်မှုဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးမကွေးတိုင်းမြို့သိမ့်မြို့အဝင်အချံဖက်စစ်အုပ်စုဂိတ်ကိုပွင့်ရောက်တိုက်ခိုက်ရာ အကြံဖက်စစ်သား၅ဦးသေဆုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းမြို့သိမြို့အဝင်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်း၉ရက်နှစ်တည်းရန်တောင်ဝင်းကြီးတပ်ခွဲမှတောင်ဝင်းရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘားလ29ရက်နေ့ည9:00နာရီကျော်ခန့်တွင်မြို့သိမြို့မြောက်ဘက်ရှိမြို့ဝင်ကိတ်ကိုတော်လန်ရေးတပ်ခွဲများကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်သား၅ဦးသေဆုံးခဲ့ပြီးဒေါ်လာရီတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ထိုမျိုးဝင်ခဲ့သည့်စစ်မှုထမ်းပေါ်တာဆွဲခြင်းမျိုးအဝင်ထွက်ပြည်သူများကိုအကြောင်းမျိုးမျိုးပြနှိပ်စက်ငွေကောက်ခံခြင်းများမကြာခဏပြုလုပ်နေသောကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်အဲ့ဒီမျိုးအဝင်ကိတ်ကစစ်ခွေးတွေကစစ်မှုထမ်းပေါ်တာဆွဲတာမျိုးအဝင်ထွက်ပြည်သူများကိုအကြောင်းမျိုးမျိုးပြဆက်ကြေးကောင်းနှိမ့်ဆက်တာတွေမကြာခဏပြုလုပ်နေလို့ဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၅កောင်တေးပါတယ်အဲ့ဒီကိတ်ကိုမျိုးတွင်ကနေစစ်ကူလာရင်၃မိနစ်လောက်ပဲလာရတာဆိုတော့ကျွန်တော်တို့ကလည်းအချိန်သတ်မှတ်ပေးထားတဲ့အတိုင်းပဲပြန်ဆုတ်ခဲ့ရတာ မထင်မှတ်တဲ့အချိန်ကိုဘက်ကလက်ဦးမှုရတော့သူတို့ပြန်မပြစ်နိုင်ဘူးညင်ရတဲ့ပြစ်မှတ်တွေအကုန်ရှင်းပြီးတဲ့အချိန်လူနေအဆောင်ကိုပြစ်ရှင်းနေတော့မှအထဲကပြန်ပြစ်နေတာနဲ့အချိန်ယူလိုက်ရင်စစ်ကူရောက်လာတော့မှမဟုတ်ရဲဘော်တွေလုံးချုပ်ရေးကိုဦးစားပေးပြီးပြန်ခောက်လိုက်တော့လက်နဲ့မရလိုက်တော့ဂိတ်ထဲထိဝင်ရှင်းခဲ့တာဘွားရပြန်စားလောက်မှပြစ်ရှင်းခဲ့ကြတာဟု 902တက်ရင်တောင်တွင်းကြီးတက်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနအမှတ်902တက်ရင်ဖြူဟာအမှတ်18အထူးလှုပ်ရှားစစ်ကြောင်းနှင့်တရက်ခရိုင်တက်ရင်တိတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဆက်လိုက်ပြီးအကြံဖက်စစ်သားများကိုမြည်သည့်နေရာဒေသအချိန်တွင်မဆိုတိုက်ခိုက်မှုများပြုလုပ်နိုင်သောကြောင်းပြည်သူများအနေဖြင့်အကြံဖက်စစ်ကောင်စီအဖွဲ့ဝင်များရောက်ရှိရာအရက်ဒေသအထိုင်ချနေရာများနှင့်နီးစပ်သောနေရာများတွင်နေထိုင်ခြင်းမပြုကြပါရန်902တက်ရင်တောင်တွင်းကြီးတက်ခွဲကအထူးမြစ်တာရက်ခံထားပါတယ်။ ဆက်လက်ပြီးမြန်မာမှာစစ်ရာဇဝတ်မှုလူအခွင့်အရေးချိုးဖောက်မှုတွေပိုဆိုးလာနေကြောင်း UN သတိပေးစစ်တပ်ကဖမ်းဆီးထားသူများကိုနှိပ်စက်တာ၊လိမ်မိုင်းဆိုင်ရာအကြမ်းဖက်တာတွေရဲ့တပ်တွေအထောက်ထားနဲ့အမိန့်ပေးစေခိုင်းသူတွေကိုစုံစမ်းသိရှိထားပြီလို့ IIMM ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်ရာဇဝတ်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကပုံမှုဆိုးရွားလာနေပြီးတန်းနေချီတဲ့ပြည်သူတွေဟာနိုင်ငံအနှံ့မှာဆင်းရဲဒုက္ခတွေခံစားနေရကြောင်းကုလသမဂ UN ကအသိပေးခဲ့ပါတယ်။ UN ရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရှင်းနေရ IIMM အကြီးအကဲနီကိုလက်ကွမ်ဂျီယန်ကမြန်မာနိုင်ငံထဲမှာနိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ဖြစ်စဉ်တွေဟာအကြိမ်ကြီးအရရောကြံတန်းပြင်းထန်မှုအရပါပုံမှုအရှိန်အဟုန်မြင့်တက်လာနေကြောင်းပြောကြားခဲ့ပါတယ်။တိုင်းသားမျိုးနွယ်စုဝင်တွေဟာအဲ့ဒီထိခိုက်မှုကိုအဆိုးဆုံးခံစားရလိမ့်ရှိကြောင်းအာနာသိန်းစစ်တပ်ဟာဖမ်းဆီးထိန်းသိမ်းထားတဲ့အယက်သားတွေအပေါ်နှိပ်စက်တောင်းလိမ့်မိုင်းဆိုင်ရာအကြံဖတ်တာတွေကျူးလွန်နေဆိုတဲ့အထောက်အထားတွေလည်း IIMM ကရရှိထားကြောင်းသူကဆိုပါတယ်။ ကျူးလွန်သူတွေရောအဲ့ဒီဆက်ဆုပ်စရာလုပ်ရက်တွေအတွက်အမိန်ပေးခဲ့တဲ့စစ်ဦးစီးတွေကိုပါ IIMM ကထုံစံသိရှိထားပြီးလို့ကွမ်ဂျီယန်ကပြောပါတယ်။သူကစစ်တပ်ဟာပြည်သူလူထုကိုချိန်ချောက်တဲ့အတိတ်ဘယ်နဲ့ကွပ်မြတ်တာတွေ၊ကြောင်းတွေ၊စေယုံတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းစွပ်စွဲပြီးအထူးသဖြင့်လေးချောင်းကနေပုံကျဲမှုတွေကိုအရှိန်မြှင့်အသုံးပြုလာနေကြောင်းလည်းထောက်ပြခဲ့ပါတယ်။ အာရကတက်တော်အေအေနဲ့စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်နေရရခိုင်ပြည်နယ်မှာတော့ပြည်သူတွေဟာစင်းရဲနွမ်းပါမှုနဲ့ငမုံမှုဘေးဆိုးတွေနဲ့ပါရုန်းကန်နေရကြောင်းသူကဆိုပါတယ် IIMM ဟာရခိုင်ပြည်နယ်ထဲမှာပြည်သူတွေကိုပြစ်မှတ်ထားတဲ့ဂျုံတိုက်ခိုက်မှုတွေ၊ကွပ်မျက်မှု၊မရင်းကျင်းမှုညံပတ်နှိမ့်ဆက်မှုလူသားချင်းစာနာမှုအထောက်ပံ့တွေကိုပိတ်ပင်တားဆီးမှုဖြစ်စဉ်တွေကိုလည်းမှတ်တမ်းယူစရင်ပြုစုနေကြောင်းကွမ်ဂျီယန်ကအခုသတင်းပတ်အစောပိုင်းတုန်းကတည်းက UN ထွေထွေညီလာခံအစည်းအဝေးမှာတင်ပြခဲ့ပါတယ် မြန်မာလူခွင့်ရေးဆိုင်ရာ UN အထူးကိုယ်စားလှယ်တွန်အန်ဂျူးကလည်းမြန်မာနိုင်ငံရဲ့အခြေအနေဟာပုံမိုပြီးဆိုးရွားလာနေတယ်လို့လူပေါင်း22တန်းဒီပါလောက်ဟာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြီးပြည်သူ16တန်းလောက်ဟာဆာလောင်မွတ်သိမ့်မှုတန်းကိုအပြင်းအထန်ခန်းဆားနေရတယ်လို့လည်းသူကသတိပေးခဲ့ပါတယ်။မလာတုံးကမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်လူတွေထောင်ထဲချီသေးပြီးတိမ့်နေချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အဲ့ဒီအချိန်မှာစစ်တပ်ဟာတဘာဝဘေးသင့်ပြည်သူတွေကိုကူညီမဲ့အစားအစိုးရအစုံလူသားရေးရအကြက်တဲတခုဖြစ်လာအောင်ရည်ရွယ်ချက်ရှိရှိတွန်းပို့ခဲ့ကြောင်းတွန်အန်ဂျူကပြောပါတယ်။ပြည်သူတွေအကြက်ရိုက်နေတဲ့အချိန်မှာစစ်တပ်ကလူသားချင်းစာနာမှုအကူအညီတွေကိုပိတ်ပင်အောင်အကူအညီပေးသူတွေကိုချိန်ချောက်တောင်းလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတင်းအကျပ်ဖမ်းဆီးတာတွေလုပ်ဆောင်ရင်းရင်းနှစ်သူကိုဝါကူထိုးခဲ့ကြောင်းသူကပြောခဲ့ပါတယ်။ ကွမ်ဂျီယန်က IIMM ဟာဗန်နာရီအချက်တဲကြောင့်တွန်းကျင်သူတွေအပါဝင်ဝန်ထမ်းအင်အား၃ဘုံ၃ဘုံလောက်ကိုရှော့ချခဲ့ရပြီးအကျိုးဆက်အနေနဲ့ပြစ်မှုကျူးလွန်သူတွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိရှိအပြစ်ပေးဖို့နိုင်ငံတကာအားထုတ်မှုတွေကိုအားလျော့သွားစေနိုင်ကြောင်းလည်းတတိပေးခဲ့ပါတယ်မြန်မာနိုင်ငံကပြည်သူတွေအတွက်ရှင်းရှင်းလင်းလင်းပေးပို့ဖို့လိုအပ်တဲ့သတင်းစကားကတော့ကဘာကြီးဟာအရက်သားတွေအပေါ်ပြစ်မှုကျူးလွန်တဲ့ဖြစ်ရပ်တွေကိုမျက်ကွယ်ပြုမထားဘူးဆိုတာအသိပေးဖို့ဖြစ်ကြောင်းသူကပြောကြားသွားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ်ဂျူလီဗီရှော့ကလည်းစစ်တပ်ကတစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့ကျင်းပဖို့အစီအစဉ်နေတဲ့ရွေးကောက်ပွဲကြောင့်လည်းပိုပြီးကြမ်းတမ်းတဲ့အခြေအနေတွေမတည်ငြိမ်မှုတွေဖြစ်လာစေတယ်လို့ဆိုပါတယ်။အထိုက်ခံအင်အားစုတွေကအဲ့ဒီရွေးကောက်ပွဲဟာတရားမဝင်ဘူးလို့သတ်မှတ်ညင်းဆိုထားကြောင်းရွေးကောက်ပွဲတစ်ခုဟာအကျိုးဆက်တွေကိုကြည့်ဖို့လိုအပ်ပြီးလူအသက်တွေပြုံးတည်တဲ့ဦးတည်မှုစီမသွားတဲ့ကြောင်းမှတ်ချက်ပြီးသွားခဲ့ပါတယ်။ကျမိုက်တဲ့တဲ့စက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင် အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်